မေကုံမေရှာခွင့်ပြုပါရှင်ဗျာအဲဟိုတပတ်တော့ဒီတော့ကျမ်းမာရေးရပါတော့နော်ယောက်ျားလေးရတပတ်တစ်ခါဒါမို့တစ်လတစ်ခါအဲ့လိုတကိုရတာပြည်တာရှိရပါရှင်ဗျာအဲ့ဒါဆိုရင်ရောကာမင်သူမိတ်ဆာစားကန်တိုက်ပါသလားရှင်ဗျာအဲ့ဒါကခုနကအင်္ဂါလေးချက်နဲ့တိုက်ကြည့်ပါတော့သူကအဂမနိယဝိထုမှမရှိတာနော် အကမဏိယဝိတုမသွားလာမလာမသွားမလာထိုက်တဲ့ဝိတုမဟုတ်မရှိတဲ့အတွက်ကြောင့်ဒါကမဏိမေဆာဆရာအပြမစရိယသီလနဲ့မဆိုင်ဘူးပေါ့နော်ယဟန်တော်ဒီကိုရင်နေဆိုရင်တော့ကိုရင်နေမှာဆိုရင်ဒဏ်ထိုက်တယ်ခေါ်တယ်ဥစဉ်တို့စီမှာတော့ကိုရင်နေကိုဒါပါခေါ်တယ်ဂရုကဒဏ်လို့ခေါ်တယ်နော်ဒါစာထဲမှာတော့ဂရုကဒဏ်လို့အသုံးလုံးတော့မရှိဘူးဒါပေမဲ့ဥစဉ်တို့ကယဟန်တော်ဒီမှာကဒါတန်ခါတသိအဖက်တင်တယ်နိယဟန်တော်ရတန်ခါတသိအဖက်တင်တယ် ဲ့တော့အချို့အဲ့ဒါမေးတယ်ကိုရင်နေရောတဲ့အဲ့ဒါအပြစ်သိမှာမလားကိုရင်နေ၁၀ဘာတိလာမပါဘူးပေါ့နော်ကိုရင်နေ၁၀ဘာတိလာမပါတော့ကိုရင်နေကအဲ့ဒါအပြစ်မရှိဘူးလို့သူကထင်ကောင်းထင်နေတာစာထဲမှာပါတယ်လေကိုရင်နေတိုင်းရိုက်ပြညတ်ထားတာမရှိပေမဲ့ဥစဉ်တွေရဲ့ဝီနီးထဲမှာအကုသိုလ်ဖြစ်တဲ့လောကဝိဇ္ဇာအဘက်တီဆိုတာရှိတယ်အဲ့ဒီအကုသိုလ်ဖြစ်တဲ့အဘက်တီဆိုလို့ကိုရင်နေလည်းလိုက်နာရတယ်အဲ့တော့ကိုရင်မှာအဲ့ဒါဘာအပြစ်ရှိလဲကိုရင်မှာအပြစ်နှမျိုးပဲရှိတယ်လိန်ကြတာနဲ့ဒဏ်ကြတာ လိန်ကြတယ်ဆိုတာကအဲ့ဒီအပြစ်ကိုလွန်ကျူးလိုက်လို့ချင်းကိုရင်ကလူထွက်ရတယ်။သူပြန်ဆောင်စည်းမယ်ဆိုရင်တော့သူတီလာပြန်ပေးပြီးတော့ကိုရင်ပြန်ဝတ်ခွင့်ရှိတယ်။အဲ့ဒါလိန်ကြတယ်လို့ခေါ်တယ်။ဒဏ်ကြတယ်ဆိုတာကလူထွက်စရာမလိုဘူး။တရားထိုင်တဲ့ဒဏ်လို့ရေခတ်ရေခတ်တဲ့ဒဏ်လို့ဒဏ်ပေးလိုက်ရင်တီလာပြန်ဆင်ကျဲသွားတယ်။အဲ့တော့ခုနကတကွေးကရာကိစ္စကြတော့သူကဒါဒဏ်ကြတဲ့အထက်မှာပါသွားတာပေါ့နော်။အဲကြောင့်ဦးဇင်းတို့ကြောင်းလိုက်မှာဆိုကလေးတို့ဒါဂရုကဒဏ်လို့ခေါ်တယ်။ကိုင်းနေကရုကဒန်ရှိရင်လာလျှောက်ပါဦးဇင်းတို့ဒန်ပေးရတာပေါ့နော်ကရုကဒန်တဲ့နဲ့ဦးဇင်းနေဆိုတော့တန်ခါတစ်တစ်အဖက်ပေါ့နော်ဟုတ် အရှင်ဗျာဆက်ဆက်မေးကုန်မေးချောက်ခွင့်ပြပါအရှင်ဗျာဒါလို့အဆိုရင်ဒီအဲ့ဒီကိစ္စအပြမစရိယာထဲမှာရောမပါဘူးလားဟွန်းမဆိုင်ပါဘူးအပြမစရိယာမတ်ပေါက်30တခုခုလွန်ကျူးမှဖြစ်တာအခုကဘယ်သူမှလွန်ကျူးတာမဟုတ်ဘူးเนาะဒါကိုယ့်ရဲ့ကိလေသာစိတ်ပေါ့เนาะကိလေသာစိတ်ပေါ့အမေကိုမေးမြန်းခွင့်ပြပါအရှင်ဗျာအာအပြမစရိယာတိုက်ခါပုံထဲမှာလေဒီမေထုံငယ်9ပါးဆိုတာကအကျုံးဝင်လားဗျာအာမဝင်ဘူး မိထုံငယ်ခုနှစ်ပါးကတူလာတီလညှို့နှွမ်းကြောင်းတာဖြစ်တယ်။ဥစဉ်ဒီစာအုပ်ရဲ့နောက်ပိုင်းလေးမှာမိထုံငယ်ခုနှစ်ပါးအကြောင်းနဲ့ထည့်ရေးပေးထားပါတယ်။သူကတီလညှို့နှွမ်းကြောင်းတရားပေါ့နော်။တီလမပြတ်ဘူး။တီလကိုညှို့နှမ်းစေတယ်။အဲ့တော့တီလညှို့နှမ်းတယ်ဆိုလို့ရှိရင်ဥစဉ်လို့ဘယ်လိုခေါ်မလဲ။အပင်တပင်ဟာလေမဖွံ့ဖြိုးဘူးဆိုလို့ရှိရင်အတီးအနှံတွေဟာအားမရှိဘူးပေါ့နော်။များများလည်းမတီးနိုင်ဘူး။ဒီတိုင်းပဲကိုယ့်ရဲ့တီလက မစင်ကြဘူးညှိုးနှွမ်းနေတယ်သီလတော့မပြတ်ဘူးသူကညှိုးနှွမ်းတယ်အဲ့တော့သီလညှိုးနှွမ်းတယ်ဆိုရင်အချိုးပေးကမစွမ်းဘူးမတန်ဘူးပေါ့နော်ဒီလိုအဓိပ္ပာယ်ရတယ်ပြတ်တော့မပြတ်ဘူးညှိုးနှမ်းတဲ့သဘောပဲဟွန်းဒီကုမေလျှောက်ရှင်ဘုရားကိုရင်ချင်းချင်းလွန်ကျူးကြရင်လိန်ကြတယ်ဆိုတော့လေအဲ့ကိုရင်တွေကရဟန်းပြန်ပြီးခံလို့ရပါသေးလားဗျာအဲသူတို့ဒီလိုပေါ့လိန်ကြတယ်ဆိုလို့ရှိရင်သူတို့ကိုမေးရတယ်ကိုရင်တို့ဒီလိုပြစ်မှုလုပ်ထားတယ်ဒါလူထွက်တိုက်တဲ့ပြစ်မှုဖြစ်တယ် အဲ့တော့ဆောင်စည်းမှလားမဆောင်စည်းဘူးလားမေးရတယ်။နောက်တစ်ခါကြည့်လို့မလုပ်တော့ပါဘူးလိမ္မာပါတော့မယ်ဆိုလို့ရှိရင်တော့သူတို့တီလာပြန်ပေးပြီးတော့ကိုရင်ဝန်းနဲ့ထားပြီးရန်ပြန်ခံပေးလို့ရတယ်။အကင်းမဆောင်စည်းဘူးနောက်တစ်လဲဒီလိုမျိုးပြစ်မှုတွေလုံးနေအောင်ပါပဲဆိုရင်တော့လူထွက်ပြလိုက်ရမယ်။ဆောင်စည်းမှမယ်လို့အာမခံချက်ပေးမှသာကိုရင်ပြန်ဝတ်ပြီးတော့ရန်ခံပေးရမှာပါ။ရန်ခံလို့ရပါတယ်နော်။ဟုတ် မေကုံမေရှာခွင့်ပြုပါရှင်ဗျာခုနကတော့မေခုံးပေါ့နော်ဒီဥစ္စာရောက်ဒီယောက်ျားလေးတွေကတကိုကြီးဒီလိုမျိုးပြုပြုလုပ်တဲ့အခါမှာဟိုတဆုံတယောက်ပေါ်မှာစိတ်ကညှုတ်ပြီးရောပေါ့နော်အဲစိတ်ကလှမ်းညှုတ်ပြီးရောကိစ္စကိုဆောင်ရွက်လိုက်တယ်ဆိုရင်ဒါကံထိုက်ပါသလားဖေဟာမနောကအကုသူပဲလေပေါ့နော်ဟိုလိုမျိုးတဝူးစီရောက်ကိုကာယကံမြောက်ဝစီကံမြောက်လုံကျူတာမှမဟုတ်တာကျွန်တော်ကမင်းသမီးဆန္ဒကံလည်းမဆိုင်ဘူးအပ္ပမဆရာလည်းမဆိုင်ဘူးဒါပေမဲ့အကုသူပဲပေါ့နော်အကုသူပဲအ ဒါစစကပြောခဲ့သလိုအာဟုတုဖြစ်တဲ့ကိစ္စတွေကတက်နေတယ်များတော့ရှော့ဟာရှော့တာကောင်းပါလေနော်အာဟုတုပဲများခုနဆရာတော်ကြီးပြောသလိုလေကံမထိုက်တိုင်းလဲလောက်ကောင်းတာမှမဟုတ်တာနော်ဟိုသူချို့သူရင်ပြောမှာလေနော်ကိုယ့်ဘာကိုဖြစ်နေတဲ့ကိစ္စဘယ်သူမှလည်းမထိခိုက်ဘူးပေါ့ဆိုတော့ဒီဟာတွေကအချိန်ကြီးများလာတဲ့အခါမှာကိလေသာစိတ်တွေကအာကြီးလာတယ်လေမိုးရင်လေးတွေကတစက်တစက်ကြာမှာဒီတစက်လေးကဘာမှမဖြစ်တော့ဘူးဆိုပေမဲ့အချိန်ကြီးများတဲ့အခါအိုးပြေသွားတာပဲပေါ့ကုသိုလ်ဖြစ်ဖြစ်အာဟုတုဖြစ်ဖြစ်အချိန်ကြီးများလာတဲ့အခါမှာကြီးမားတဲ့အာဟုတုတွေဖြစ်လာတာပဲလေ နောက်စိတ်ပါဝါမိုင်းပါဝါတွေကြာဆင်းတယ်ကိုယ်စိတ်ရကိုထိန်းချုပ်နိုင်မှုတွေအားနည်းတယ်နော်အဲတော့တကယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရဟန်းတော်တွေဆိုလို့ရှိရင်လည်းဒါဒီအပြစ်ကိုလှုပ်လို့ရှိရင်တန်ခါတက်တက်အဘက်တင်လို့ဘုရားဟောတယ်တကယ်ဆိုရင်ဘသူကမှလည်းထိခိုက်စေတာမဟုတ်ဘူးလေဒါပေမဲ့ဘုရားကဒါမလုံးတင်မလုံးထိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါစိတ်ကိုထိန်းချုပ်မှုအားနည်းတယ်ဒါလေးမှမနိုင်ဘူးဆိုရင်တခြားတခြားဟောက်စာတွေမှာလည်းစိတ်ကိုထိန်းချုပ်နိုင်မှုဆွမ်းအားတွေကြာဆင်းသွားတာပေါ့နော်